2000ခုရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်မှာပေါ့နော်2000ခုရွှေဝါရောင်တော်လှန်ရေးပြီးတဲ့အချိန်မှာစစ်တပ်ကဟိုလူလူထောက်ခံမှုကတိတိတတတကိုကြာဆင်းသွားဘာလို့လဲဆိုတော့အဲတော့ကတန်ခါတော်တွေအများကြီးကိုစစ်တပ်ကတတ်တယ်ဖြတ်တယ်ဟာလာပြစ်တတ်တယ်ဟာနောက်ပြီးတော့ထောင်တွေချတယ်တချို့တွေဆိုနိုင်ငံတွင်းကနေထွက်ပြေးရတဲ့တန်ခါတော်တွေရှိတယ်တချို့ရွှေဝါရောင်2000ခုရွှေဝါရောင်တော်လှန်ရေးအရေးခင်းမှာ ဘောနော်ပါဝင်ခဲ့တဲ့တချို့ဆရာတို့ရဲ့စာအုပ်တွေကိုဖတ်ရင်သူတို့အဲ့တော့ဘလို့ခက်ခဲတွေဘလို့ပုံစံတွေကြားရရနေပြီးတော့ဒီစိုးရနဲ့ဟိုဟာတွေဘလို့ဖြစ်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်အများကြီးတွေ့ရမှာပါပြောရမယ်ဆိုဒီမဘာသာပေါပေါလာတာဟာအာနာရှင်တွေဟာသူတို့ကိုဖုံးကြီးတွေအနေနဲ့အာဘောနော်ဒီလိုဥဆောင်ကန့်ကွက်မှုတွေထက်လုံနေမှာဆိုရင်သူတို့အတွက်ဒါကြီးကအတားဆီးကြီးတစ်ခုလိုမျိုးဖြစ်နေတယ်ဒါကြောင့်မလို့လဲဘောနော်ဒီဖုံးကြီးအတိုင်းဝိုင်းကြားထဲမှာရဟန်းတန်ကအတိုင်းဝိုင်းကြားထဲမှာခိုင်းခဏနှစ်ခုကွဲအောင်လှုပ်လိုက်တယ်လို့ကျွန်တော်တို့ ပြောလို့ရတယ်ဗောနော်ပြောလို့ရတယ်ဒါကြောင့်မလို့ပြောမယ်ဆိုဝီရသူတို့လို့တဖက်ပိတ်မျိုးချစ်လို့လို့မျိုးညင့်လို့လို့ဘုန်းကြီးတွေကိုစိန်ပေါ်တင်ပေးလိုက်ပြီးတော့အာလောက်ခဲ့တာကဘုန်းကြီးတွေချားထဲမှာအခုချိန်မှာနှစ်ပိုင်းသုံးပိုင်းတွေ꿰ပြီးတော့မြန်မာနိုင်ငံရဲ့သာသနာဟာလည်းပြောရမယ်ဆိုရုတ်ရော့စေခဲ့တာကိုကျွန်တော်တို့ထင်ထင်ရှားရှားကိုမြင်တွေ့နေရတယ်ဗောနော်အဲ့တော့အာဒီမဘာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုခုနကတော့ဒါကျွန်တော်ဖြစ်ပေါ်လာတဲ့တမိုင်းချောင်းလေးကိုကျွန်တော်အနေနဲ့ပြောခဲ့တာပါအဲ့တော့ ဒီဥစ္စာကြီးဖြစ်ပေါ်လာပြီဒါကြီးကဟိုဖြစ်လာပြီပြောမယ်ဆိုအာနာရှင်ကအခုအချိန်မှာအရန်တိတာတာတခုကဒီမဘာသာအဖွဲ့ကြီးကြီးက2012ကနေပြီးတော့2020ကြားထဲမှာတအားအားကောင်းခဲ့တယ်။နောက်ပြီးတော့အမှဆိုရင်ဒီတကူတို့ဟိုဥစေကိန်တို့ဒီလိုဖုန်းကြီးတွေကအစဒါကိုထောက်ပံ့ကြတယ်၊ကူညီကြတယ်။ကျွန်တော်တို့ဒီငလျင်ဘေးမှာဆိုရင်ဟလာဥစေကိန်ကိုယ်တိုင်လူတက်တမားတက်ရဟန်းတန်ကလည်းမညီတဲ့အကျင့်တွေကိုလုပ်နေတဲ့ဒီရဟန်းအတုတွေဖြစ်တဲ့ပေါ့တို့တို့အောင်မှဟလာတိမ့်တရားတွေပါပဲပေးပြီးတော့ ဟိုလုတ်ခဲ့တာတွေကိုကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့လိုက်ရသေးတာပဲအဲ့တော့ကျွန်တော်ပြောချင်တာကဒီမဘာသာပေါ်လာခြင်းဟာကျွန်တော်တို့နိုင်ငံမှာပြောရမယ်ဆိုကျွန်တော်တို့လိုလူငယ်တွေနောက်ပြီးတော့ဘာသာတရားပေါ်မှာအမြဲတမ်းပေါ့နော်ဟိုကိုယ့်ရဲ့ယုံကြည်ကိုယ်ကွယ်မှုအတွက်လေးလာစမ်းစစ်နေတဲ့သူတွေအတွက်ကတော့တော်တော်လေးကိုတာသနာပေါ်ဟိုပေါ့နော်တာသနာဆိုတာထက်ဒီတာသနာကိုစောက်ရှောက်နေတဲ့ဖရားရဲ့တားတော်တွေကိုနိုင်ကတလွဲလုံးနေတဲ့အဖြစ်အပျက်တွေတချို့ဥစ္စာတွေကိုလည်းပို့ပြီးတော့ထင်ထင်ရှားရှားကိုမြင်လာရပြီးတော့ဒီပေါ်မှာတန်တရားစိတ်တွေနဲ့ ဖြစ်လာတာတွေကိုလည်းကျွန်တော်တို့ထင်ထင်ရှားရှားကိုတွေ့လာရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့တော့ကျွန်တော်တို့အာနာမသိရင်စက်ကြားတွေမှာလည်းဒီမဘာသားနဲ့ပတ်သက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုဟုတ်လားစစ်တပ်ကနေပြီးတော့အမျိုးမျိုးအထွေထွေလှုပ်ဆောင်ခဲ့တဲ့ဖြစ်ရပ်တွေရှိတယ်။ YMBA လို့အသင်းတွေကိုအာဒါမင်းအောင်လိုင်းတို့အရန်ပူးတယ်။အနောက်ပြီးတော့သူတို့တွေရဲ့လှုပ်ရှားမှုတွေမှာဥပမာဟုတ်လားတခြားသောအာနာရှင်ရဲ့အတိုင်းဝိုင်းကသူတွေကအမြဲလိုက်ပါကတ်ပြီးတော့ဒီဖွဲ့တွေကို ိုထောက်ပံ့ပေးတယ်အလူတွေကြားထဲမှာဟိုဘောနော်ဓာရီကိုမဟုတ်ဓာရီကိုဟိုဘောနော်ပြန်ပွားလာဖို့အတွက်ဘောနော်နောက်ပြီးတော့သူတို့ရဲ့လက်ကင်ထုတ်အဖြစ်ဖြစ်ပေါ်လာရေးကိုစစ်တပ်ကလည်းဒီဓာထဲမှာဒီဇိုင်းမမတ်ကိုစူးစမ်းခဲ့တယ်